မိမများရဲ့အယူရဆာကိုဘလို့သိနိုင်မလဲသိရအောင်အဆုံးထိနားထောင်ကြည့်ရအောင်နော် channel ကိုလည်း subscribe နှိပ်ချပေးပါအောင်နော် အားပွားအယူရဆာကိုဘလို့သိနိုင်မလဲဆိုတာအတူတူလေ့လာလိုက်ရအောင်နော်သိရအယူရဆာကိုတိုင်းဖို့ခက်ကောင်းခက်နိုင်ပါတယ်ဒါပေမဲ့ဒီလမ်းညွန်ကြားအတိုင်းလုပ်ကြည့်မယ်ဆိုရင်ကိုနဲ့တော်မတော်တိုင်းတာလို့ရပါမှာ အမျိုးသမီးတယောက်နဲ့တယောက်ရဲ့ရင်သားအရွယ်စားကမတူပါဘူး။ဒါကြောင့်မို့တပြင်းညှိချုပ်ထားတဲ့ဗရာတွေကလူတိုင်းနဲ့အဆင်ပြေမှာမဟုတ်ပါဘူး။ဒီအတရအရင်ဆုံး ကိုယ့်ရဲ့ကိုယ်တိုင်းကိုသိဖို့လိုပါတယ်။ဗရာဝယ်ရော့မယ်ဆိုရင် အရင်ဆုံးပထမအဆင့်အနေနဲ့ဗရာအပအရွယ်စားကိုတိုင်ရပါမယ်။ပြီးမှဗရာခွက်ကို တိုင်တိုင်ရမှာပါ။ဘလူတွေတိုင်းတားရမလဲဆိုတာကိုတော့အတူတူစက်တိလက်ရအောင်နော် ဗရာအပရဲ့အောင်နာကို ဆိုလိုတာပါဗရာအပအရွယ်အစာကိုတိုင်းဖို့ဆိုရင်ရင်သားရဲ့အောက်ကနေနရိုးတွေကိုဖြတ်ပြီးသင်းရဲ့အနောက်ကနေအရှိကို ပတ်ပြီးတိုင်းလိုက်ပါ အနီးဆုံးစွန်ကိန်းပြေးကိုယူပါတဲရင်သားရဲ့အဖွင့်ပြိုဆုံးနေရာနာမှာခက်လက်လျော်လီအနောက်ကနေအရှိကို ပတ်ပြီးတိုင်းပါအဲ့ဒါကဗရာခွက်ရဲ့အွယ်အစာမှာမြားသောအဖင်းတော့ နို့ဒီကောင်နဲ့တရားသီးထားပြီးတိုင်ကြားလိရှိပါတယ်။နင်းပြီးရင်ပထမအဆင့်မှာတိုင်လုံရလာတဲ့ဗရာအပတ်အွေအစားကိုနှုတ်လိုက်ပါ။ဌာနချက်ကတဲ့နဲ့တော်တဲ့ဗရာအွေအစားပါပဲ။ဥပမာအခုတိုင်လုံရတာက36ဗရာအပတ်က34ဆိုရင်ဌာနချက်နဲ့ထစ်တာမှုတဲ့နဲ့တဲ့တော်တဲ့ဗရာအွေအစားက B ဖြစ်ပါလိမ့်မယ်။ဒီဌာနချက်ကိုလိုက်ပြီးဗရာခွက်ရဲ့အွေအစားကိုတိုင်းတိုင်ရောက်တာမှာ နှုံလိုက်လို့ဝါဆိုရင် a a တလမဆိုရင် a နှလမဆိုရင် b သုံးလမဆိုရင် c စသဖြင့်သတ်မှတ်ပါတယ်။အခုပြောပြခဲ့တဲ့နီလာလေးတွေကို ကြည့်လို့ကိုနက်အတင်းတော်ဆုံးထိမိဗရာအရွယ်စားကိုရွေးချယ်လိုက်ပါ။ဗရာအရွယ်စားကိုမန်ကန်စွာဝစင်တာကရင်သားလပမှုကိုရဇမ်းမရေးကိုပါဂရုစရာရုပ်ပါတယ်။အာနုမိုကျေးဇူးတင်ပါတယ်။အာဘွား